ဗင်နီဇွဲလာအလွန်ရေပြင်မှာမကြသိမီကတင်းမောများကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပင်ဒဂွန်ကကွန်ကရက်ကိုအကြောင်းကြားစာပေးပို့ခဲ့ရမှာအမေရိကန်ပြည်တော်စုဟာမူရင်းစေဝါကိုင်းများနဲ့လက်နက်ကိုင်းပဋိပက္ခကိုစတင်ပြီးလို့သမ္မတကကြေညာကြောင်းဖော်ပြခဲ့ပါတယ်။အော်တိုဘာ၂ရက်နေ့မှာ AFP သတင်းဌာနကမိတူရရှိခဲ့တဲ့ပေးစာကို PP ဆိုင်ရာရေပိုင်နဲ့အနည်းဆုံး14ဦးသေဆုံးခဲ့တဲ့မကြသိမီကတိုက်ခိုက်မှုအနည်းဆုံး၃ကြိမ်အတွက်တရားဝင်ကြိုးကြောင်းပြချက်တစ်ခုဖြင့်ပုံဖော်ထားပါတယ်။ ထရန်ကမွေးရေးစေဝါနှင်းနှင်းမှုစစ်စေးရေးအတွင်းစစ်သည်ပေါ်ရှစ်စင်းနဲ့ရေကုန်သင်းပေါ်ဒဇင်းတို့ကို Caribbean တောင်ပိုင်းသို့ဆေးလုခဲ့ရာအဲ့လိုဆေးလုထားခြင်းကဒူးကျော်ရင်အစာပြိုးခြင်းဖြစ်နေတယ်လို့ Venezuela ကဆိုရင်နေပါတယ်။တမရကအဲ့ဒီမွေးရေးစေဝါခိုင်းတွေဟာနိုင်ငံမဲ့လက်နက်ကိုင်အုပ်စုတွေဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ကိုအကြမ်းဖက်အဖွဲ့အစည်းတွေဖြင့်တတ်မှတ်ခဲ့ပါတယ်။သူတို့ရဲ့လုပ်ရက်တွေဟာအမေရိကန်ပြည်ထောင်စုလက်နက်ကန်တိုက်ခိုက်မှုနဲ့သဘောချင်းညီများနယ်လို့ဆုံးဖြတ်ခဲ့ပါတယ်လို့ပင်တကောမှအကြောင်းကြားစာမှာဖော်ပြထားပါတယ်။မွေးရေးဆေးဝါးမှောက်ခိုးကူးသူများလို့ယူဆရသူများဟာတရားမဝင်တိုက်ခိုက်ရေးသမားများဖြစ်တယ်လို့အကြောင်းကြားစာမှာဖော်ပြထားပါတယ်။ဒီဇလာသမရာနီကိုလက်မာဒူရိုကိုမွေးရေးဆေးဝါးခိုင်ခေါင်းဆောင်အဖြစ်ဝါရှင်တန်ကဆွဆွဲထားပါတယ်။မာဒူရိုဟာကိုကင်းမှောက်ခိုးခိုင်ဖြစ်တဲ့ ကာတဲဒီလိုဆော့ကိုဥဆောင်နေရလို့အမေရိကန်ကဆွဆွဲထားပြီးအမေရိကန်ဗန်နာယီဝန်ကြီးဌာနကအဲ့ဒီအုပ်စုကိုအထူးအကြမ်းဖက်အဖွဲ့အစည်းဖြစ်လုံငယ်လာမှာတတ်မှတ်ခဲ့ပါတယ်။